အလုံးမင်းမင်္ဂလာပါရှင်ဒီကနေ့ AB လောက်စနေရဲ့စနေနေ့အတွက်မိုးလေဝသခန်းမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်မြင်းကလေးရင်တည်းအနေနဲ့ဒီကနေ့ AB စနေရက်နေ့မနက်6:49မိနစ်အချိန်မှာအုတ်တွင်းမြို့ရဲ့တောင်အရှိတောင်ဘက်စနမိုင်ကန်အကွာအနက်30ကီလိုမီတာကိုပဟုပြူပြီးအင်အား3.2 Richter scale ရှိမြင်းကလေးငယ်တစ်ခုလောက်ခတ်သွားခဲ့ပါတယ်လာမယ့် AB 73ရက်ကနေ15ရက်နေ့အထိနေပြီးတော့ဘကုတ်တိုင်း တောင်ကုန်းစွာ ထန်းတပင်ဘကိုရှိပြီးဘကိုအနောက်တို့မှာမိုးထစ်ချုံရွာနိုင်ပြီးငလျင်တန်းသိမ့်ဒေသတွေဖြစ်တဲ့မန္တလေးတိုင်းစကိုင်းတိုင်းတို့မှာမိုးအထင်အထင်ရွာနိုင်ပါတယ်။ဒါအပြင်ချင်းပြီးဂရင်းနီကရပြီးမကွေးတိုင်းရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကျဲကျဲမိုးရွာနိုင်ကမိုးများနိုင်ပြီး ချင်းပြည်နယ်နဲ့တိုင်းတို့မှာမိုးအထင်အထင်ရွာနိုင်မယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ဒီကနေ့ညနေအထိရန်ကုန်တိုင်းပဲခူးတိုင်းအေယာဝတီတိုင်း တနင်္လာရီတိုင်းကရင်ပြည်မွန်ပြည်နယ်ရှမ်းပြည်တို့မှာနေရအနှံပြနေပြည်တော်နဲ့မင်္ဂလေးတို့မှာနေရစိတ်စိတ်မကွေတိုင်းကချင်ပြည်ကရနီကရပြည်နဲ့ရခိုင်ပြည်တို့မှာနေရကြကြဲနဲ့စကိုင်းတိုင်းနဲ့ရှမ်းပြည်တို့မှာနေရကွက်ကြောင်းမိုးထချုံရွာနိုင်ပြီးရွာရင်ရာနှုန်း80ဖြစ်ပါတယ် ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊ဧရာဝတီတိုင်း၊တနင်္လာရီတိုင်း၊ကရင်ပြည်၊မွန်ပြည်နဲ့ရခိုင်ပြည်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့ရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျင်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းများဖြစ်ပေါ်နိုင်သဖြင့်ကြိုတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမိုးစလားကအကြံပြုထားပါတယ်။ ကပလီဘင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာတိမ်တူထက်နေပြီးဂျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်ရင်နေငယ်ကနေတိမ်ရင်သိရင်တင့်ဖြစ်ထွန်းနေပါတယ်။မြမပင်လယ်ပြင်မှာတော့လှိုင်းရင်သိရင်တင့်ရှိပါမယ်။မြမကံရုံရံတရှောင်းတဲ့ကဲလွန်ဘေးလေးပြင်းတော့မှာလှိုင်းမြင့်၅ဘေးကနေ၈ဘေးရှိနိုင်ပါတယ်။နောက်နေရက်အတွင်းနေပြီးတော့ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကရင်နီကယားပြည်ကရင်ပြည် ချင်းပြည်မွန်ပြည်ရခိုင်ပြည်နဲ့ရှမ်းပြည်တို့မှာနေရာစစ်စစ်ကနေ နေရာအနှံပြမုတ်တချုံရွာပါမယ်ရှင်ကျမနနွယ်ပါ